ဟုတ်ကဲ့အခုကျွန်တော်ရောက်ရှိတဲ့နေရာကတော့တောင်ပေါ်ဒီသနာဘုရားတခင်ယေရှုတရားဟောတဲ့နေရာပဲဖြစ်ပါတယ်ဒီနေ့ဒီနေရာကနေပြီးတော့ဘုရားကသူ့ရဲ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့ကိုသိစေခြင်းနဲ့ကြားစေခြင်းနဲ့အရာရှိမယ်လို့ကျွန်တော်ယုံကြည်တယ်ယေရှုကပါပြောလဲဆိုရင်ဘလို့စားတော့ရမလဲအသက်ရှင်ရင်အသက်မဆိုးရင်ကြာနေဘလို့ဝတ်ရမလဲ ကုခန္ဓာအတွက်မစိုးရင်ကြနဲ့လို့ပြောထားပါတယ်ဒီစကားတွေကဒီနေ့ဒီ chain ဒီခန္ဓာနဲ့တင်းလျော်ပါတယ်ဒီ beatitude stone ပေါ်ကတော့တော်လေးကိုလာပါတယ်အနောက်မှာဆိုရင် galilee အိုင်ကျွန်တော်မြင်ရမှာဖြစ်တယ်ပြီးတော့ရှိရင်ဘေးနားမှာဆိုရင်ကဖာနီယာမြို့တွေ့ရမှာဖြစ်တယ်အဲ့ရတစ်ဖက်မှာဆိုရင်တော့ယူဒရာဘီကျွန်တော်မြင်ရမှာဖြစ်ပါတယ် ဒီနေရာကနေပြီးတော့ယေရှုကတောပေါ်ဒီတနာတရားဟောခဲ့ခြင်းဖြစ်ပါတယ်။ဖျားသခင်ကဘာပြောလဲဆိုတော့ဒီနေရာကနေပြီးတော့ဘယ်လိုစားရမလဲဘယ်လိုတောက်ရမလဲဘယ်လိုဝတ်ရမလဲဆိုတာကို မစိုးရင်ကြနဲ့လို့ပြောထားတာဖြစ်ပါတယ်။ဒါပြင်မဲ့လို့ကျွန်တော်တို့လူသားတွေကတတော်လေးကိုစိုးရင်ကြပါတယ်။ဘယ်ကနေထောက်ပံ့မှုရမလဲကျွန်တော်တို့မနစ်ဖျံအတွက် ဘလို့အသက်ရှင်ရမှာလဲကျွန်တော်တာသမီအတွက်ပညာရဲ့အတွက်ကျွန်တော်စူးရင်တာဖြစ်တယ်ဒါပေမဲ့ဘုရားတခင်ကကျွန်တော်ကိုပညာပေးထားပါတယ်ကျွန်တော်ဒီပညာကတော့ကျွန်တော်ဒီနေ့ဒီခက်မှာပင်လဲကျွန်တော်အသုံးပြုပြီးတော့မစူးရင်ဖို့ဖြစ်ပါတယ်ထောက်ပံ့မှုကဘယ်အနေလာမလဲဆိုတာမစူးရင်ပါနဲ့ထောက်ပံ့မှုက အခုရောက်ရှိလာမှာဖြစ်တယ်ယေရှုပြောနေတာကကုခန္ဓာအတွက်ဘာဝေ့ရမလဲ ဘာစားတော့ရမလဲဆိုတာမစိုးရင်ပါနဲ့တဲ့ဒီထက်ယေရှုကပူနေနေတဲ့အရာ ပြောသွားပါတယ်အဝတ်အစားထက်ကိုခန္ဓာကပူအရေးကြီးတယ်ဒါပြောချင်တာကကျွန်တော်ဂျမ်းမာရေးကိုပြောချင်တာဖြစ်တယ်ကျွန်တော်တို့အဝတ်အစားထက် ကျွန်တော်ရဲ့ကျမ်းမာရေးကအရေးကြီးတာဖြစ်တယ်။ဘလောက်ပဲဈေးကြီးတဲ့ brand တွေဝယ်နေပါစေကျွန်တော်ကျမ်းမာရေးမကောင်းဘူးဆိုရင်တော့အတိတ်ပဲမရှိပါဘူး။ချူတော့သူတွေကနားမလဲကြဘူး။ဖရဲတခင်ကကျွန်တော်အဝတ်စားစားဝတ်နေရည်ထက်ကျွန်တော်ခုခန္ဓာကအရေးကြီးတယ်။ကျွန်တော်ခုခန္ဓာထက်ကျွန်တော်အသက်ကအပိုအရေးကြီးတယ်ဆိုတာကျွန်တော်နားမလဲဘူးဖြစ်နေပါတယ်။တင်းမစားပဲနဲ့ တရက်လောက်တော့အသက်ရှင်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်အသက်မရှိဘူးဆိုရင်တော့ဘာမှလုံးလုံးမရတော့ပါဘူးအဲ့ဒါကြောင့်မလို့ယေရှုကထက်ခါထက်ခါပြောပါတယ်မစိုးရင်နဲ့တဲ့ do not worry မစိုးရင်ပါနဲ့မနစ်ဖတ်မစိုးရင်နဲ့ကောင်းကင်ညစ်တော့ကိုကြည်လို့မြူးစီမကျဲစပါမရဲ့ကောင်းကင်ကအဘကသူတို့ကိုကြွေးမွေးပါတယ် ဒီဟာတောင်းပန်းကိုကြည်လို့ဖယားကအဝက်နဲ့ဖုံးပြီးတယ်ဒီအပင်တွေကယနေ့အသက်ရှင်ပြီးမနေ့ဖက်မှာရှိတော့ဘူးဒါပေမဲ့လို့ဘုံကြီးတော်ရှောလမမင်းကြီးရဲ့အဝက်ဒီအပင်တွေရဲ့အဝက်ကိုမမေ့ဘူးလို့ပြောထားပါတယ်ဟုတ်ကဲ့ဘာဖြစ်လို့ဘလို့လို့တောင်းပန်းကဒီလောက်ခါနာထဲဝရဲရှောလမမင်းကြီးရဲ့အဝက်ထက်ပိုတာနေရတာလဲစဉ်းစားရပါပဲ တော်ထဲမှာရှိတဲ့တောင်းပန်းကဘယ်လောက်ပဲနိုင်ချပါစေဆောလမွန်မင်းကြီးရဲ့အဝတ်ထက်ဒါနေတဲ့အကြောင်းရင်းရှိပါတယ်အဲ့ဒါကတော့မင်းကြီးရဲ့အဝတ်ကအပြင်ကနေခြုံရတာဖြစ်ဖြစ်တောင်းပန်းရဲ့အဝတ်ကတော့အထက်ကနေထွက်တဲ့အရာပဲဖြစ်ပါတယ်ဒါဟာငင်တဲ့ချင်းကြမ်းမာချင်းပြည့်စုံချင်းကိုရင်ငွဲတဲ့အရာပဲဖြစ်ပါတယ်သင်ကမစိုးရင်ရင်တင့်ကြမ်းမာရေးကအထက်ကနေမြန်မြန် ချွတ်လာမှာဖြစ်တယ်။ဇေယဝန်တွေကယောဂရှာတွေ့ရင်တော့မှမစိုးရင်ပဲหนีဖို့ပဲဖြစ်ပါတယ်။အာမင်။အခုချိန်မှာသင်ယုံကြည်ဖို့ပဲဖြစ်တယ်ဖခင်တခင်ကတေကိုကျမ်းမာခြင်းပေးပြီးဒီကျမ်းမာခြင်းကအထဲကနေထွက်လာမဲ့ကျမ်းမာခြင်းပါယေရှုဖခင်ကပြောထားပါတယ် ဒီနေ့ပွင့်ပေမနဲ့ဖျံညုံနှွန်းသွားမဲ့တောင်းနေပန်းကူတော်ဖရာကအဝက်နဲ့ဖုံးလွှဲတာမှာကအဲ့ဒါအဝက်ကရှောလမန်မန်ကြီးရဲ့အဝက်ထက်သားတယ်အဲ့တော့ကြောင့်လို့ဖရာကတင်းကိုအကောင်းဆုံးဝစင်ပြီးမှဖြစ်တယ်အာမင်တင်လို့ရမယ့်အရာတစ်ခုတော့ရှိပါတယ်အဲ့ဒါကတော့မစိုးရင်ဘူးပါပဲစိုးရင်မှုမရှိတော့ဘူးဆိုရင်ကျမချင်းကအထက်ကနေပေါ်ထွက်လာမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့မစိုးရင်ပါနဲ့ဖရာကငက်တွေကိုထောက်ပံ့တယ်လို့ တင်းကိုထောက်ပံ့มาဖြစ်ပါတယ်သူတို့မှာအစာမစုဘူးသူတို့ကဘင်းအခောင်းလည်းမရှိပါဘူးဒါပေမဲ့ဖယားကသူတို့ကိုကြွေးမွေးတာဖြစ်တယ်ဟုတ်ပါတယ်တင်းကထူငက်တွေထက်ထူသွန်းနှံပန်းတွေထက်တင်းကအများကြီးတာတယ်မဟုတ်ဘူးလား ဟုတ်ကဲ့ယေရှုကဘင်ဒီညံပညာကိုထပ်ပြောပါတယ်ဘသူက စိုးရင်နေလို့အသက်အနည်းငယ်ပူရှိလာမှာလဲဟုတ်ကဲ့စူကြပါဆိုကျွန်တော်တို့မစိုးရင်လို့လဲကျွန်တော်ရဲ့ထောက်ပံ့မှုတကယ်ရောလာမှာလားကျွန်တော်ကျမ်းမာခြင်းရဲ့တကယ်ရောလာမှာလားတကယ်ကိုလာမှာပါယေရှုကခဏခဏပြောပါတယ်မစိုးရင်ပါနဲ့တဲ့မစိုးရင်နဲ့မနဲ့ပြန်အတွက်လဲမစိုးရင်နဲ့ ဘာကြောင့်မစိုးရင်ပဲနေရမှာလဲဆိုရင်မနှက်ဖြန်ဆိုတာအဲ့ဒီမနှက်ဖန်ကိုနိုင်ကလည်းသူပြဿနာနဲ့သူရှိပြီးသားအဲ့ဒါကြောင့်မလို့ပါဖခင်ကကျွန်တော်ထောက်ပံ့မှုကိုတရက်ချင်းစီ ပေးနေတာဖြစ်တယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ဖခင်တခင်ရဲ့ဉာဏ်ပညာပဲဖြစ်တယ်ထောက်ပံ့မှုကိုတလားစာပေးလိုက်တဲ့ဆိုရင် နောက်တရက်မှာဖခင်စီကျွန်တော်တို့သွားဖြစ်မှာမဟုတ်တော့ဘူးဆိုတော့ဤတိုင်းဖခင်စီသွားပါအာမင် ယေရှုကတောင်းပန်တွေကိုကြည်ပါသူတို့အနေနဲ့ဘယ်လိုကြီးထွားလဲဘယ်လိုမြုပ်ကြီးထွားလဲသူတို့အလုပ်လဲမလုပ်ဘိုင်းမငင်ကြဘူးဆိုလိုတာကတော့ဘာအားထုတ်မှုမှမရှိကြဘူးလို့ပြောနေတာပဲဖြစ်ပါတယ်ဒီမှာဖယားကကျွန်တော်ကိုတီးဆစ်ခြင်းတဲ့အရာကတော့တည်းရဲ့ဝိငင်ရေးရနဲ့ဘဝမှာကြီးထွားဖို့ကဇာတိတဘောကျူးစာအားထုတ်မှုမပါပဲဖယားစီမှာ စိတ်ချပြီးတော့အနာယူတတ်ဖို့ဖြစ်ပါတယ်။ဖခင်ရဲ့အချိန်ရောက်လာပြီဆိုရင်အရာအားလုံးကချောမွေးလှပသွားပါလိမ့်မယ်။ဟာလေလုယ။ဆိုတော့လုံးဝမနဖန်တမစိုးရင်ပါနဲ့ချစ်တော်မေဆွေ။မာနမုတ်ကိုကြည့်ပါ။ဓမ္မဟောင်းထဲမှာမာနမုတ်ကတရက်စာပဲကြားရောက်တာဖြစ်တယ်။ယေရှုကပါပြောလဲအစ်စ်မွေးလောက်တော့အစာကိုနစ်စင်ပေးပါတော့မပြပါဘူး။ နေစင်ပြီးတနာဘရောမူပါမနာမောကမနဖန်သွတ်တင်းထားလို့မရပါဘူးချူတွေကတော့စူထားပါတယ်ဒါပေမဲ့မနဖန်ဆိုရင်ပုတ်သွားပါတယ်မနာမောကတနည်းစားပါဒါပေမဲ့မနစ်ဖြန်ကြလို့ရှိရင်လတ်ဆတော်အရာကြားရောက်လာမှာဖြစ်တယ်အာမင်ဂျေဇုတော်ကထောက်ပံ့ပေးတယ်ပြည့်ညတ်တော်ကကျူးစာအားထုတ်ခိုင်းတယ်ဆူတော့ထောက်ပံ့မှုရဖို့အတွက်ဂျေဇုတော်ကဂဂနာနာတီးဖို့လိုပါလိမ့်မယ်ဖျားသားသမီးတွေမစိုးရိမ်တဲ့အခါထောက်ပံ့ခြင်းကြမ်းမခြင်း မဆာချင်းတွေရောက်လာပါလိမ့်မယ်။ဆိုတော့မိတ်ဆွေမစိုးရင်ပါနဲ့။တင့်အနေနဲ့လိုအပ်တဲ့အရာတစ်ခုပဲရှိတယ်။ယေရှုချီတော်ရင်မှာမေရီလိုနှုတ်ကပတ်တော်နားထောင်တတ်ဖို့ပါပဲ။နေ့စဉ်နေ့တိုင်းနှုတ်ကပတ်တော်နားထောင်ပါ။ အဆုံးသတ်မှာယေရှုကပြောထားပါတယ်ဘုရားတခင်ရဲ့နိုင်ငံတော်နဲ့ဖျားမခြင်းကိုရှေ့ဥစွာရှာကြလောဟုတ်ကဲ့ဒီမှာဘာသာပြန်မမားဖို့တော့လိုအပ်ပါလိမ့်မယ်ဘုရားရဲ့ဖျားမခြင်းဆိုတဲ့အခါကျတော့ကိုယ့်ရဲ့ဖျားမခြင်းကိုရှာခိုင်းတာမဟုတ်ဘူးဒီနေ့ဟာကျေးဇူးတော်ဖြစ်တဲ့လက်ဆောင်ဖြစ်တဲ့အာမင်အဲ့ဒါဆိုရင်ဘုရားတခင်ရဲ့နိုင်ငံတော်ကဘာလဲ အစာအတောက်တွေပြောတာမဟုတ်ပါဘူးဒါပေမဲ့ဖြောင်းမချင်းငင်းတဲ့ချင်းတန်ရှိတော်ဝိငင်းတော်ထဲမှာဝမ်းမြောက်ခြင်းရှိဖို့ပြောနေတာဖြစ်တယ်အထူးသဖြင့်ဖရာတခင်ရဲ့ဖြောင်းမချင်းကိုအရင်ဦးဆုံးရှာရမှာဖြစ်တယ်နောက်မှထူအရာများကို ဖြစ်စေပြီးမှာဖြစ်တယ်ကျွန်တော်နေ့တိုင်းတာမိုးထားတဲ့အရာတစ်ခုကကုကုကုဖြောင်းမတော်သူဖြစ်တဲ့အပိတမဟုတ်ဘူးအပိကတော့ပြည့်ညတ်တော်နဲ့လည်းပဲသိုက်ပါတယ် ကျေးဇူးတင်တယ်ကိုတော်ကကျွန်တော်ရဲ့ဖျားမချင်းဖြစ်တယ်ဖျားမတော့သူရရှိမဲ့ကောင်းချီးမင်္ဂလာအလုံးကိုကျွန်တော်အတွက်ဖြစ်တယ်ဒေးဗစ်ကပြောထားပါတယ်ဖျားမတော့သူတွေတောင်းစားရတွေကိုငားငယ်စင်မအခုအိုဒီတီမမြန်ဖို့တီအာမင်ဖျားမတော့သူအတွက် မြဲတမ်းအထောက်ပံ့ရရှိတယ်အာမင်အခုတင်ကဖျောင်းမတော်သူလေကိုကျိုးစားအားထုတ်လို့ဖျောင်းမတော်သူမဟုတ်ဘူးဖခင်ရဲ့ဖျောင်းမချင်းကိုလက်ခံလိုက်လို့ပါအာမင် သင်ကနေ့တိုင်းဘုရားတခင်ရဲ့နိုင်ငံတော်နဲ့ဖြောင်းမချင်းကိုရှာတဲ့အခါမှာတည်ကြည်ဖို့တော့လိုပါတယ်။အဲ့ဒီချင်းကြာမှာနောက်မှထူရမရဆိုတဲ့အရာကိုလာမှဖြစ်တယ်။နောက်မှထူရမရဆိုတဲ့အချိန်မှာမြည်ရတဲ့အရာတွေ၊ကြာမှာချင်းတွေဘုရားထောက်ပံ့မဲ့အရာတွေလာမှဖြစ်တယ်။အာမင်။နောက်မှထူရမရဆိုတဲ့အချိန်မှာဘုရားတခင်ဤနိုင်ငံတော်နဲ့ဖြောင်းမချင်းတရားတော်ကိုရှိဦးစွာရှာကြလော့။ နောက်မှထူအရာမြဆိုတဲ့အရာကိုလာမှာဖြစ်တယ်။ဒီမှာစိတ်ဝင်စားစရာတစ်ခုကဘာရှိလဲဆိုတော့ကျမ်းစာထဲမှာယေရှုကသွန်ပေါ်ဒီတနာဟောပြီးမှသူကသွန်ပေါ်ကနေဆင်းလာတာဖြစ်တယ်။သွန်ပေါ်ဆင်းတဲ့အချိန်မှာလူအုပ်ကြီးကလည်းသူ့နောက်မှာလိုက်လာတာဖြစ်တယ်။ဆင်းလို့ရတဲ့လမ်းနှလမ်းရှိတယ်။ဟိုဘက်နဲ့တစ်ချက်ကဒီဘက်လမ်းရှိတယ်။ ဒီမှာကျတော့လူအုပ်ကြီးကတော့ယေရှုအောက်ဆင်းတဲ့အချိန်မှာလူအုပ်ကြီးကယေရှုနောက်ကိုမလိုက်ခဲ့ပါဘူးအဲ့ဒါအကြောင်းရင်းရှိပါတယ်လူအုပ်ကြီးကတော့ဟိုဘက်လမ်းကနေပဲလာတာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ယေရှုတွားတဲ့လမ်းမှာနူနာဆွဲတဲ့လူတယောက်ရှိနေလို့အဲ့ဒါကြောင့်မလို့ဖြစ်တယ်အဲ့ဒါနူနာဆွဲတဲ့လူအနားမှာယေရှုရောက်တဲ့အချိန်မှာ နူနာဆွဲတဲ့လို့လဲသူကယေရှုနာမှာရောက်လာပါတယ်နူနာဆွဲတဲ့သူကအကူငေတောင်းတယ်တခင်အလိုတော်ရှင်ကျွန်တော်ကိုတန်ရှင်စေပါလို့သူကယုံကြည်ခြင်းနဲ့တောင်းတာဖြစ်တယ်ကုတော်ကကျွန်တော်ကိုတန်ရှင်စေတယ်ဆိုရင်ကျွန်တော်တန်ရှင်မယ်လို့ကျွန်တော်အကျွမ်းမဲ့ယုံတယ်ဒီမှာသူကယေရှုတကူအပေါ်တန်တရားမရှိပြီမဲ့ယေရှုအလိုတော်ရှိပါမလားဆိုတဲ့အရာကိုတန်တရားရှိခဲ့တယ်ဒီမှာယေရှုကဘလောက်ဂယုနာစိတ်ဘလောက်ကောင်းမြတ်တယ်လဲဆိုတာကြည်ကြရအောင်ဒီမှာနှုတ်ကပတ်တော်ကယေရှုက နူနာဆွဲတဲ့သူကိုတူထီတယ်၊ကြိုက်တယ်။နူနာဆွဲတဲ့သူဆိုတော့ဘယ်သူမှပေးမထီဘူး။သူမိသားဆိုလည်းလုံးဝမထီရဘူးမကြိုက်ရဘူး။သူသားကူနိုင်ကလည်းအဖေအဖေလို့ခေါ်ပေမဲ့ထီလို့မရဘူး၊ကြိုက်လို့မရခဲ့ပါဘူး။ဒီမှာယေရှုကဘာအရင်လို့လဲဆိုရင်"အိုးကောင်းမြတ်တော်ကေတင်ရှင်ကဒီနူနာဆွဲတဲ့လူကိုမယွံမရှာဘဲနဲ့တူထီတယ်အရင်ကြိုက်တယ်" ြီးမှယေရှုကဘာပြောလဲဆိုရင်ငါအလိုရှိတယ်။တန်ရှင်ချင်းတို့ရောက်စီဆိုတဲ့အခါကျတော့ချက်ချင်းဆိုသလိုပဲနူနာပြောက်ခဲ့တယ်။အာမင်။ဟုတ်ပြီအဲ့လိုဖြစ်တဲ့အချိန်မှာလူအုပ်ချင်းနဲ့ယေရှုနဲ့အတူမတွားခဲ့ပါဘူး။လူအုပ်ကြီးကဟိုဘက်ကနေသူတို့ခဖာနီယာမြို့ကိုတွားကြမှာဖြစ်တဲ့အတွက်ကြောင့်ဟိုဘက်လာမှာလာတယ်။ယေရှုကဘာလို့ဒီလမ်းကိုရွေးခဲ့တာလဲ။ အောက်ဆင်းပြီးလိုအောင်ချင်းနဲ့သွားလို့ရပါတယ်ဒါပေမဲ့နူနာဆွဲတဲ့စီမာလာခဲ့တာဖြစ်တယ်လူတယောက်စီမာလာတာဖြစ်တယ်ဒါယေရှုရဲ့ဂိယုနာစိတ်ဖြစ်တယ်ယေရှုကတယောက်တော့သူအတွက်လာခဲ့တာဖြစ်တယ်တင်းအနေနဲ့ယေရှုကလူအများကြီးမကယ်ချင်ဘူးလားလို့ပြောကောင်းပြောပါလိမ့်မယ်ဒါပေမဲ့ယေရှုကလူအုပ်ကြီးကိုတရားဟောခဲ့ပြီးပြီဒါပေမဲ့သူ့ကို တောင်းတာတဲ့သူ့ကိုစာငတ်တဲ့ပျောက်ဆုံးသောဝိညာဉ်စီကိုသူရောက်ခဲ့ခြင်းဖြစ်တယ်။ဟိုတယောက်တော့သူကယေရှုမှာတကူရှိမှန်တည်တယ်။အိုးငါဒီမှာရှိတာသူတီးပါမလားငါခန်းစားနေရတာသူဂယုဆိုင်ပါမလားဒီလိုမျိုးခန်းစားတဲ့လူတယောက်တော့သူအတွက်ယေရှုကလာခဲ့တာဖြစ်တယ်မိတ်ဆွေတင်းအတွက်လည်းယေရှုလာမှာပါသူကတင်းကိုအာယုံဆိုင်တယ်တင်းစပယ်ကိုတော့သူရေထွက်ထားတယ်ကဘာပေါ်မှာတင်းတယောက်တည်းရှိနေတယ်လို့ဂယုဆိုင်တာဖြစ်တယ် သင်လဲတန်တရားရှိတဲ့အချိန်တိုင်းမှာဖရာတခင်ကသူ့ရဲ့တကူးကိုပြမှာဖြစ်တယ်။တန်တရားမရှိပါနဲ့တော့သူကအမြဲတမ်းကိုငင်ချင်တော့ဖရာဖြစ်တယ်။အဲ့ဒီယေရှုကအတူတူပါပဲမနေ့ယနေ့တော့ကာလပြောင်းလဲခြင်းမရှိတဲ့ဖရာဖြစ်တယ်။ကျမ်းစာထဲမှာအဲ့ဒီရေပြီးတဲ့အချိန်မှာကပညာမြို့ထဲကိုယေရှုဝင်သွားတယ်။အဲ့လိုဝင်သွားတဲ့အချိန်မှာနုနာဆွဲတဲ့လူကတန်ရှင်ပြီးလူအုပ်ကြီးနဲ့အတူတူလိုက်လာခဲ့တယ်။ကျောက်ခဲနဲ့လည်းအပြစ်မခံတော့ဘူး။ဒါမှလူ တယောက်ဖြစ်သွားပြီလေမိသားစုမိတ်ဆွေတွေနဲ့ဆုံစည်းပြီးအလုပ်ပြန်လုပ်နိုင်ပြီအမလူလူခံစားနိုင်ပြီတကယ်တမလူတယောက်ဖြစ်သွားပြီ အသက်ရှင်နိုင်သွားပြီအဲ့ဒါဒီအားလုံးကယေရှုကြောင့်ဖြစ်တယ်ယေရှုတည်းတည်းကြောင့်ဖြစ်တယ်အာမင်ချစ်တော်မိတ်ဆွေတဲ့အတွက်လည်းယေရှုလုပ်ပေးနိုင်ပါတယ်တင့်ဘဝထဲကျူဆူလိုက်ပါယေရှုကမတန်ရှင်းသူကိုတန်ရှင်းစေတယ် ပင်ရဒရာကနူနာဆွဲသူကိုရှုတ်ချတယ်လို့ကြားမခေါ်ဘူးမတွားရပါဘူးကြခဲနဲ့ပေါက်မာလေသူတို့ကအဲ့ဒါကြောင့်မလို့သူကပတိစီပီအိုးငါမတန်းရှိမှုငါမတန်းရှိမှုဆိုပြီးတော့သူအော်ရပါတယ်အဲ့ဒါမဟုတ်ဘူးဆိုရင်သူသူ့ကိုကြောက်ခဲနဲ့ပြီးရမှာဆိုတော့ဒါပေမဲ့လို့အခုမှယေရှုနဲ့တွေ့ဆုံအပြီးမှာငါကတန်းရှင်းသူလို့အော်နိုင်ပြီအာမင်ပင်ရဒရာကမတန်းရှင်းသူကို သူ့အထင်တင်ပါမတန်းရှင်းတော့ဘူး ။ဒါပေမဲ့ဂျေဇုတော်ကမတန်ရှင်းသူကိုတန်ရှင်းသူဖြစ်စေတယ်။အာမင်။ချစ်တော်မေဆွေယေရှုအချစ်ကိုခံယူပါ။ယေရှုရဲ့တူထီမှုကိုခံယူပါ။သင်စီလာခွင့်ပေးပါ။အခုချိန်မှာယေရှုသင်စီမှာလာနေပြီ။ချစ်တော်မေဆွေနှုတ်နဲ့ဝန်ခံလိုက်ပါ။သခင်ယေရှု ကိုတော်ရဲ့အချစ်ကိုကျွန်တော်လက်ခံပါတယ်ကိုတော်ရဲ့ယောဂငင်းချင်းကိုကျွန်တော်လက်ခံပါတယ်ကိုတော်ရဲ့ကြော်လွမ်းချင်းကိုကျွန်တော်လက်ခံပါတယ်ကျွန်တော်စီရောက်လာလို့အခုချိန်မှာရောက်လာလို့ဂျေဇုတင်တယ်ယေရှုနာမဖြင့်တဲ့ယောဂပျောက်ပြီယေရှုနာမ၌ဖခင်ရဲ့ခွင့်လွှတ်ခြင်းကိုလက်ခံပြီးအတ္တတတိထဲဝင်လိုက်ပါအာမင်ယေရှုကပျောက်တော်သူကိုကယ်တင်ဖို့ရန်ရှာဖို့ရန်ကြွလာခဲ့တာဖြစ်တယ် ်င်းကိုယေရှုချစ်တယ်အောဘွယ်ကောင်းလိုက်တဲ့ယေရှုအာမင်